မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနစ်ရှုပ်ဗီဒီယိုလေးကိုတင်ပြသွားမှာဖြစ်ပါတယ်ဗောနောကျွန်တော်တို့ဒီအနစ်ရှုပ်ဗီဒီယိုလေးကိုကျွန်တော်ဒီ၄၈ဒီ6 9ဒီနေ့ဝန်တော့နဲ့ကျွန်တော်တို့ပြန်ညှိမှာဖြစ်တယ်ဗောနောကျွန်တော်၄၈ဒီမှာတည်တလုံးပဲထီတယ်ဗောနောဒါမိတ်ဆွေများတည်ပြီးသားကျွန်တော်ကျွန်တော်ပြောပြတော့ဗောနောကျွန်တော်အဲ့ဒီမှာကျွန်တော်ဒီလိုတောက်လျှောက်ဖြစ်ပါတယ်ဒီလိုတောက်လျှောက်ဗောနောဒီနေ့တော်ညာကုန်းမှာလဲ1 1 0ဗောနောအဲ့ဒီမှာဆိုရင်ဒီတစ်ပတ်မှာလဲကျွန်တော်တို့ နေ့နှစ်ခုစလုံးပေါ့နော်3ည3 5 6စပီးဖြစ်ပါတယ်ခင်ဗျာโอเคဒီတစ်ပတ်မှာတော့ကျွန်တော်ဝန်တို့ညကကျွန်တော်3ည3 5 6ဆိုပြီးတော့နေ့နှစ်မျိုးစလုံးတူတယ်ပေါ့နော်3ည3 5 6ဆိုတော့5 6ဆိုတော့ခွန်6 9 3ည3 2 3 4ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအောက်ကနှလုံးဒါမှမဟုတ်ရင်3လုံးအပါဖြစ်ပါတယ် ပြည့်ရင်ဒီအပေါ်မှာတော့တလုံးဒါမှမဟုတ်တလုံးမှမပါရဘူးပေါ့နော်တလုံးမှမထီဘူးပေါ့နော်โอเคကျွန်တော်တို့ကြည့်ခရီးတစ်ပတ်မှာ9345ဆိုပြီးတော့ညနှမျိုးရှိတယ်ပေါ့နော်တုံညာတင်5ရောက်ရဲ9345ရဲ့ဆိုပြီးတော့ကျွန်တော်ညနှမျိုးရှိတာဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ညနှမျိုးစလုံးက9356ဆိုပြီးတူတယ်ပေါ့နော်ကျွန်တော်ပြီးခရီးတစ်ပတ်မှာကျွန်တော်ကညထားတာဆိုရင်ကျွန်တော် ပြန်ပြပေးမယ်ပေါ့နော်ဒီကနေ့တစ်ပတ်ကမှာကျွန်တော်9395ရဲ့6081013အဒါ10ရဲ့ပေါ့နော်နောက်တစ်ခုဒီတစ်ပတ်မှာတော့36096935ဆက်ပြီးတော့ပေါ်နိုနည်းတစ်ခုကိုကျွန်တော်ညီးပြီးတော့ပုံတူစုလိုက်တာပေါ့နော်ပုံတူစီပုံတူစုလိုက်တာကျွန်တော်ဒီမှာဆိုရင်အဲဂျန်နီတာက889ရဲ့58နှစ်ရဲ့88နှစ်ရဲ့3များ8နှစ်ရဲ့စပီးဂျန်နေပေါ့နော်အဲ့မှာ89 3များ95အပြီးခွေရလေးရှိတယ်ပေါ့နော်ဆိုတော့နှလုံးပေါင်းရှင်းက 6ခွန်တင်လေးနဲ့ထန်ကြီးတယ်ပေါ့နော်ဒီမှာလေကျွန်တော်နှလုံးပေါင်းရှင်းပရိနဲ့ထန်ကြီးထားတာပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကြံနေတာက889ရဲ့တိရှိ3ရဲ့တကူ3ရဲ့3ရှိ3ရဲ့ရှိ3တိရဲ့3ခု3ရဲ့စပီးကြံနေပေါ့နော်အဲ့မှာကျွန်တော်တို့အဲဒီ၃ညနေ၄၆ခွန်ပေါ့နော်၃ညနေ၄၆ခွန်ဒီဘိတ်နေရာအထီးလိုယူလိုက်တဲ့အတွက်ကြောင့်မို့ဒီ၈၈ခုကကျွန်တော်၈၈နှစ်တိဖြစ်သွားခဲ့တယ်ပေါ့နော်ဒီမှာ၈၈နှစ်တော့အဲ့လိုလေးဖြစ်သွားခဲ့တာဖြစ်ပါတယ် โอเคဆိုတော့ကျွန်တော်တို့ဒီရောက်ကံဘောင်းလို့လည်းပြုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဒီတုံညာတိ5လျှောက်က2မျိုးဖြစ်တယ်ပေါ့နော်တုံညာတိ5လျှောက်က2မျိုးပေါ့နော်ဆိုတော့အဲ့ဒီမှာအပြည့်ခွေကကျွန်တော်တို့ဒီတစ်ပတ်မှာခွန်တုံညာတိနဲ့3လင်း5ဆိုပြီးရတယ်ပေါ့နော်အပြည့်ခွေကနေကျွန်တော်ပြီးခဲ့တဲ့တစ်ပတ်မျိုးအဆက်ဆိုရင်တော့ခွန်တုံညာတိနဲ့3လင်း5ဆိုပြီးဖြစ်ပါတယ် ျွန်တော်ဒီခွန်နှစ်သုံးလေးထက်ကဒီအပြည့်ခွေကိရင်ကလည်းဆက်ပြီး okay မယ်ဆိုရင်ဒီထက်ကနှလုံးဒါမှမဟုတ်သုံးလုံးအပါဖြစ်ပါတယ်တရားပုံမှာတော့၃ညာ၃ငါးထက်က1 or no ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ Okay နောက်ထပ်ကျွန်တော်အလဲအပိတ်ညာမှာအထိ6လုံးပါနော်6လုံးကဒီ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 ဘက်မှာ3 4 5 8 9ဆိုပြီးဖြစ်ပါတယ်ဆိုတော့3 4 5 3 4 5ခွန် ရှစ်ကိုဆိုပြီးဖြစ်ပါလိမ့်မယ်နော်ဆိုတော့ကျွန်တော်တို့ဒီထက်က201ပေါ့နော်201ဒီမှာလည်း109ဆိုပြီးဖြစ်တော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်လေပိတ်နေရမှာအာကနန်းရှောင်းလုံးထက်ကနှလုံးအပါယူတဲ့ဤမှာဖြစ်ပါတယ်ဘောနော်ဆိုတော့ဒီပြီးခရစ်တပတ်လိုမျိုးပဲဒီအတိုင်းပဲဆက်သွားမယ်ဆိုရင်ကျွန်တော်ခွန်3တွဲရမယ်ဘောနော်ခွန်3ပြီးရင်ခွန်4 3 4ဘောနော်ခွန်3ခွန်4 3 4 ပြီးရင်ခွန်9 35 45ဖြစ်ပါတယ်။ Okay အပုအနေနဲ့ဆိုရင်တော့ကျွန်တော်တို့ခွန်ခွန်3344ဖြစ်ပါတယ်ဗောနော်။ခွန်ခွန်3344 45ဖြစ်ပါတယ်ခင်ဗျာ။ okay အဲ့ဒီဟာကိုကျွန်တော်အနောက်နှလုံးပေါင်းရှင်ဘရိတ်နဲ့ထန်းကြည့်လိုက်ရင်လည်းရှင်းပြတယ်ပေါ့နော်အနောက်နှလုံးပေါင်းရှင်ဘရိတ်ကကျွန်တော်တို့လေး၆တုံညာတေဆိုတာလေးရှိတယ်ပေါ့နော်လေး၆တုံညာတင်းနဲ့ထန်းကြည့်လို့လည်း အဆင်ပြေတယ်ဗောနောအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒီအနန္တလုံးပေါင်းရှင်ပရိနဲ့ချုပ်ထားတာဗောနောအနန္တအနန္တလုံးပေါင်းရှင်ပရိ6လုံးကဒီဘက်မှာ3 4 6 9 3ညာဆိုပြီးဖြစ်ပါတယ်ဆိုတော့အနန္တလုံးပေါင်းရှင်ပရိကလည်း okay မယ်ဆိုရင်ဗောနော3 4 6 9 9 3ညာဒါအနန္တလုံးပေါင်းရှင်ပရိဆိုပြီးဖြစ်ပါတယ်ဗောနောအဆင်းကျွန်တော်ခွန်3ပေါင်းရှင်က30ဆိုတဲ့အတွက်ခွန်3တွဲရတယ်ဗောနော ဆိုတော့ဒီခွန်3နှလုံးပေါင်းချင်းတစ်စိတ်ဆိုတဲ့အတွက်ခွန်3တွဲရတယ်ခွန်4ပေါင်းတာ7ဆိုတဲ့အတွက်ဒီမှာပါတော့ဘောနော်3ပေါင်းချင်းခွန်ဒါပြီးခဲ့တဲ့ဘက်လူမျိုးပဲချုပ်ပြီးထားတာဘောနော်ခွန်5ပေါင်းတာ7ဆိုတဲ့အတွက်နှစ်ပြိတ်တော့မပါဘူးဘောနော်3နဲ့5ပေါင်းတာ8 8ပြိတ်တော့မပါဘူးနောက်ထပ်ကျွန်တော်ဒီ6နဲ့5ပေါင်း9ဆိုတဲ့အတွက်ဒီမှာ9ပြိတ်ပါတယ်ခွန်ခွန်ပေါင်းတာ7 33ပေါင်းချင်း6 44ပေါင်းချင်း8ဆိုတော့ကျွန်တော်ခွန်3 3 4 4500033ရမယ်ပေါ့နော်ဒီခေတ်ဘက်မှာကျွန်တော်ကဒီအနောက်တလုံးပါရှင်ပရိုင်နဲ့လည်းညီတယ်တုံမြန်4600တွေပိတ်နှလုံးအပါနဲ့လည်းထန်ညီလိုက်တဲ့အချိန်မှာဒီအာ698ဆိုရတဲ့698လေးပိတ်နှလုံးအသွေးဆိုတော့ဒီမှာဒီဟာပြတ်သွားတဲ့အတွက်ကျွန်တော်တို့7ရက်ဖြစ်သွားခဲ့တယ်ပေါ့နော်ကျွန်တော်ဒီဘက်မှာအဒီအနောက်တလုံးပေါင်းရှင်ပရိတ်ကလည်း OK မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီဟာလေးဖြစ်ပါတယ်ခွန်3ပေါ့နော်ခွန်3ဆိုရင်ကျွန်တော်တို့ဒီ ခွန်နဲ့တုံးနေဆိုရင်တော့ခွန်နဲ့တုံးလေးပေါ့နော်ခွန်နဲ့တုံးလေးတုံညာတင်ငါကအကျွန်တော်အပေါ်မှာပေါ့နော်တုံညာတိငါဒါဆိုရင်ခွန်တုံးခွန်တုံးခွန်တုံးထေးတာဖြစ်ပါလေခွန်တုံးပေါ့နော်โอเคတရားဆိုရင်ခွန်တုံးဆိုရင်တုံးခွန်ပြန်ပြလာပေါ့နော်ခွန်တုံးခွန်နှစ်တုံးခွန်တုံးခွန်တုံးတုံးခွန်အလိုလေးဖြစ်ပါလေပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီဟာလေးရပြီဒါလေးကပြန်ပြန်တော့လမ်းပေးအောင်မယ်ဗောနော်ခွန်ခွန်3ဆိုရင်ခွန်3ခွန်ချီတယ်ဗောနော်ဒီခွန်3ဆိုရင်3ခွန်ပဲပြန်ပြန်လမ်းပေးအောင်ဖြစ်ပါတယ်3 4ဆိုရင်4 3ထပ်ပြန်ပြန်လမ်းရမယ်ဗောနော်အဲမှာတော့နည်းနည်းများနေသေးတယ်များနေသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီပရိတ်နဲ့ထပ်ချုပ်မှာဖြစ်ပါတယ်ဗောနော်ပရိတ်ကတော့ကျွန်တော်တို့ငါပရိတ်ဒီဘယ်လောက်ပဲကောင်းနေမရှိဘူးဗောနော်ကျွန်တော်ဒီနီတူဟန်ချီတယ်တောက်ကမှကျွန်တော်ရွေးချယ်မှု okay မယ်ဆိုရင်ဗောနော် ဆိုတော့ကျွန်တော်ဒီပရိက9ရှောက်ရှိတုံညာနေ့3ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒီအဝေးပေါ့နော်ဒါပြီးခဲ့တဲ့ဘက်နီးအဆက်အဟောင်းတွေအကုန်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့မှာခွန်3ပေါင်း10ခွန်နိပိတ်ဆိုတဲ့အတွက်ကြောင့်မို့ပရိနဲ့မကိနေတဲ့အတွက်ကြောင့်မို့ထပ်ပေတယ်ဗောနောခွန်နောက်ထပ်ဒီမှာနိပိတ်ပါတယ်ဒီမှာ၃ပိတ်ပါတယ်ဗောနောဒါ၄ပိတ်၄ပိတ်မပါတဲ့အတွက်၄ခွန်၃ပေတယ်၃ညခွန်၃၁၀ပိတ်ခွန်၃တော့ တိပရိမပါဘူးဗောနောပြီးရင်၅ပြိကအတိမပါတယ်ဗောနောနောက်ထပ်2340ပြိမပါဘူးည34ဆို34ပေါင်း9နှစ်ပေါင်း9ဒါ33ပေါင်း30ဗောနော94ပေါင်း37မပါဘူးဗောနော34ပေါင်း9ပြိမပါဘူးခွန်6ဆိုတာ338ပြိ95ပေါင်း72ပြိ934နောက်တစ်ခုခွန်45 45ပေါင်း9 96ပေါင်း16ဗောနော9နှစ်ပေါင်း37 9နဲ့4ပေါင်းတာ73 9နဲ့5ပေါင်းတာ74ခွန်3ချိန်20နဲ့1ဒီ6နဲ့2ပေါင်းရှင်း6နဲ့3ပေါင်းခွန်6နဲ့4ပေါင်းတာ8 6နဲ့3ညာနဲ့ပေါင်း4 6နဲ့3ပေါင်းတာ5လေးနဲ့၅ပေါင်း၉ဆိုတဲ့အတွက်ကုပရိမပါဘူးပေါ့နော်ဒါပရိကလည်းဥကိမေဆွေပေါ့နော်နောက်တစ်ခု၃၃ပေါင်း၆၆နဲ့ခွန်ပေါင်းတာ၃၆နဲ့၄ပေါင်းတာ၈၆နဲ့၃ပေါင်း၉၆နဲ့၄ပေါင်း၁၀၆နဲ့၃ပေါင်း၆၆နဲ့၁ပေါင်းခွန်၆ 695ပေါင်းနာ73ဆိုတဲ့အတွက်ကျွန်တော်ဒါလေးကြံမယ်ပေါ့နော်။ Okay အဲ့ဒါအောင်မှာကျွန်တော်ကဒီနှလုံးပေါင်းရှင်ပရိနဲ့ထက်ညီမှာဖြစ်ပါရခင်ဗျာ။ Okay ဒါလေးကတော့ကျွန်တော်အနောက်နှလုံးပေါင်းရှင်ပရိပေါ့နော်။နှလုံးပေါင်းရှင်ပရိအားကောင်းတာက369ရဲ့၄နှစ်ခွန်ကိုဒါပင်ကြပေါ့နော်။ဒါလေးလည်းအတူနီတူဟန်ကောင်းတယ်။ဒီခရစ်တစ်ပတ်မှာကျွန်တော်၄၆သုံးတယ်ပေါ့နော်။ရှင်းရှင်းပေါင်းရှင်6ပရိဆိုပြီးတော့ Okay ခဲ့တယ်။ဒီတစ်ပတ်မှာ3ညနေပေါ့နော်။ဒါလေးကတော့ကျွန်တော်နှလုံးပေါင်းရှင်လေးဟုတ်တယ်သူမဟုတ်သုံးလုံးပေါင်းရှင်ပြိလေးဟုတ်တယ်ပေါ့နော် နှလုံးပေါင်းရင်3ချစ်ဖြစ်ရတယ်နော်ဒါမှမဟုတ်နှလုံးပေါင်းရင်3လုံးပေါင်းရင်3ချစ်ပရိတ်3ချစ်ပရိတ်ပေါ့နော်အဲ့လိုလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့မှာကျွန်တော်ဒီခုနဒီဟာလေးတွေကိုဒီနှလုံးပေါင်းရှင်ပရိတ်တွေနဲ့ထပ်ပြီးညီပြသမယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်နှလုံးပေါင်းရှင်ဒါကနှလုံးပေါင်းရှင်တော့မဟုတ်3လုံးပေါင်းရှင်ပရိတ်ပေါ့နော်ဆိုတော့အဲ့ဒီဟာအကုန်လုံးနဲ့မညီဘူးကျွန်တော်ကဒီ၃ညနေပေါ့နော်အတူလေးနဲ့ဒီ ၃ညနင်းညီတယ်ပေါ့နော်၃ညနင်းနဲ့ထက်ညီတယ်ပြီးရင်၃ရှင်းနဲ့ထက်ညီတယ်ပေါ့နော်ပြီးရင်ကျွန်တော်၅ချောင်းနဲ့ထက်ညီတာဖြစ်ပါတယ်ဒါနှလုံးပေါင်းရှင်းဖြစ်တယ်ဒါလည်းနှလုံးပေါင်းရှင်းတမမဟုတ်၃လုံးပေါင်းရှင်းဒါလည်းနှလုံးပေါင်းရှင်းတမမဟုတ်၃လုံးပေါင်းရှင်းပေါ့နော်ဆိုတော့အဲ့ဒီမှာကြံနေတာကကျွန်တော်ဒီပရိတ်ကလေး okay မယ်ဆိုရင်ပေါ့နော်ပြီးခဲ့တဲ့ပါနီအဟောင်းတွေပဲဖြစ်ပါတယ်ဒီနှစ်ခုပဲနီးအတစ်ပါတယ်ပေါ့နော်ဒီနှစ်ခုပဲနီးအတစ်ပါတယ်ဆိုတော့ကျွန်တော်အဲ့ဒီမှာကြံနေတာကဘာကြံတယ်လဲဆိုတော့ ကျွန်တော်3ခွန်3ကြံမယ်ပေါ့နော်3ခွန်3ကြံတယ်3ခွန်3ဆိုတော့3 3ခွန်တဲ့ပေါ့နော်ဒါတဲ့ဖြစ်ပါတယ်အဲ့လိုတဲ့ပေါ့နော်ပြီးရင်နောက်ထပ်တစ်ခုကကြံနေတာကကျွန်တော်တို့5ခွန်3ကြံတယ်ပေါ့နော်5ခွန်3ဖြစ်ပါတယ်5ခွန်3တဲ့5 3ခွန်တဲ့ကြံနေတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကဒီခွန်3 3ပေါ့နော် နောက်တစ်ခုကကျွန်တော်ခွန်33တဲ့ဖြစ်ပါတယ်ခွန်33တဲ့ပေါ့နော်โอเคตองคนตองคนตองกาดามวยกันนะบ่เนาะเดี๋ยวมวยกันได้สิเนี่ยนิวซอปเปิ้งมาร์เก็ตเนี่ยจะเราเต็มไปท่าดิบ่เนาะตองคนตองเยตองตองคนเยคนตองตองเยดามวยกันเนาะสิได้ครับเนาะ ဆိုတော့ဒီမှာဒီအဟောင်းတွေပဲဆက်ပြီးအုပ်ကိမယ်ဆိုပါတော့ဒီမှာ main တစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာနှလုံးပေါင်းရှင်းကတရား၃ပါနော်ဒီမှာဆိုရင်6 3 3ဆိုပြီးဖြစ်ပါတယ်နှလုံးပေါင်းရှင်း6 3 3ပါနော်ဒါ၃လုံးပေါင်းရှင်းအပိအပရိအပါ၃နဲ့ခွန်ပေါင်းတာ၃၀နောက်ထပ်၃၃ပေါင်းရှင်းက6ဒီ၃လုံးပေါင်းရှင်းက၃ပရိပါနော်ဆိုတော့အဲ့ဒီမှာကျွန်တော်6 3 3ဆိုရင် 6393393636ဒီလေးနေခွန်ကိုတခုတော့လွတ်နေတယ်ပေါ့နော်မွေးကနေရှိပြမဒီလေးနေခွန်ကိုနှလုံးပေါင်းရှင်ဘရိတ်ကလွတ်နေတယ်ပေါ့နော်ဆိုတော့ဂျာဒုတိယအရန်ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခု953ဒီ953က2839ပေါ့နော်2839ဒီ953စနစ်93ပေါင်းတာ8 93ပေါင်းတာ30ဒီ3လုံးပေါင်းရှင်5ဆိုတော့ နေရှိတုံညာငါနေရှိတုံညာငါဆိုတော့ဒီမှာနေနေနေရှိတုံညာငါနေရှိတုံညာငါရှေ့ရန်ငါဒါအကုန်လုံးနဲ့ကိုင်ညီမှုရှိတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်903 903 53မိန်ဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ကျွန်တော်ဒီဟာ903 53ကမိန်ဖြစ်သွားမယ်ပေါ့နော်။ နောက်နှလုံးပေါင်းရှင်းတုံညာဖြစ်ပါတယ်ပြီးတော့ကျွန်တော်လေးလျှောက်တုံညာတင်ပါလေတုံညာရှိတယ်ပေါ့နော်ကျွန်တော်953530မိဒါကတော့ဒုတိယပေါ့နော်အာကကျွန်တော်စတာ၃ပွင့်ပြပေးမယ်ပေါ့နော်ဒါကတော့မွေကနန်ပေါ့နော်မွေကနန်933အာဖြစ်ပါတယ်ကျွန်တော်ဒီဟာမိန်ပေါ့နော်953530မိဒီ93033333ကဒုတိယဖြစ်သွားမယ်ပေါ့နော် โอเคဒါကကျွန်တော်အပြည့်ခွေနဲ့ထန်ကြီးထားတာဖြစ်ပါတယ်ခင်ဗျာအပြည့်ခွေကတော့ကျွန်တော်အပြည့်ခွေပုံတူရှုရင်ပေါ့နော်3ည3လေး5ဆိုပြီးရှိတယ်ပေါ့နော် sorry ကျွန်တော်3ည3 5ပေါ့နော်3ည3 5ရှိတာဖြစ်ပါတယ်3ည3 5ပြည့်ခရစ်ဘက်မှာတော့ကိုင်ညီမှုရှိတယ်ပေါ့နော်ကျွန်တော်6 9ရှိတယ်တော်တော်ဒီတစ်ဘက်မှာတော့ ီမှာ3ရက်5ရက်ပဲကန့်ညင်မှုရှိတယ်ဗောနော်ကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်ဒီဟာပဲပြန်မလားဒီအပြည့်ပြပဲပြတ်တော့မလားတော့ကျွန်တော်ကြည့်ရမယ်ဗောနော်ဒါကတော့ကျွန်တော်တင်ချာနေရဗောနော်ဆက်ပြီး okay ခဲ့မယ်ဆိုရင်ဗောနော်ဆိုတော့အဲ့ဒီမှာကျွန်တော်ကဒီ one one နဲ့ကိုအပြည့်ခွေနဲ့ထန်းကြီးတယ်အပြည့်ခွေနဲ့အလေးပိနှလုံးအပါနဲ့ထန်းကြီးတယ်နှောနှလုံးပေါင်းချင်းပရိနဲ့ထန်းကြီးတယ်ပေါ့နော်ပြီးရင်သုံးလုံးပေါင်းချင်းပရိနဲ့ထန်းကြီးတယ်ပြီးရင်ကျွန်တော်နှလုံးပေါင်းချင်းအတန်တွေနဲ့ထပ်ပြီး ညီလိုက်တာဒီမေမေ၅ွက်တဲချန်တယ်ပေါ့နော်โอเคဒါဒီတော့ဒီ PK ရပါနီအဟောင်းတွေပဲတုံးထားတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီဟာမြို့ကိုပေါ့နော်၃၅၅၆ရဲ့ခွန်ရှိကိုနေ၃လေးထက်ကဒီဟာတွေလည်းမညီပဲနဲ့အကုန်ညီပြီးတော့ဒီနှလုံးပေါင်းရှင်ပရိတ်တွေနဲ့ထပ်ပြီးတော့ညီပေးသွားမယ်ပေါ့နော်โอเคဒါကတော့အခုလောလောဆယ်မှာကျွန်တော်ဒီဒီ၅ွက်တဲရာနေပါတော့โอเค ကျွန်တော်မရှင်များအားလုံးပဲဒီ20နဲ့တစ်ချိန်မှာကံပေးလို့ရကြပါစေခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မရှင်များအားလုံးလည်းကိုစိတ်ကြပါဆက်ရှင်သားပြီးကောင်းကျိုးလိုရဆက်လက်ပြေဆောင်ကြပါစေခင်ဗျာ